မင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့နှုတ်ခွန်းဆက်သလိုက်ပါတယ်ဒီကနေ့ပေါ်ရကရမြင်းမြတ်မဟာအနိနာမှာရှိနေတဲ့လိလာစရာပေါ်ရပါတာအကြောင်းတွေကိုတွားရောက်လိလာကြပါမယ်ပထမဆုံးအနေနဲ့ဒေယောဂျိုကိုဘောဒစ်တရားကိုလိလာကြပါဖြစ်ပါတယ်ဥစဉ်တို့ဒီပေါ်ရကရမြင်းမြတ်မဟာမှာဆိုလို့ရှိရင် ထရဝရအကြောင်းတွေရောမဟာယာနအကြောင်းတွေရောအကြောင်းတွေအများကြီးရှိကြပါတယ်။အဲ့ဒီနောက်ကမှမဟာယာနဘုရားဘာသာဝင်တွေရဲ့အကြောင်းတွေကိုမြတ်စွာဘုရားဖြင့်လူတွေလေ့လာကြတာများပါတယ်။အဲ့ဒီနောက်ကမှဒီနေ့ဂျပန်အကြောင်းကိုတွားရောက်လေ့လာကြမှာပါ။ဒီဒီယိုဂျိုကိုဘောဒ္ဓတန်ဖိုဟာဆိုလို့ရှိရင်ဂျပန် အစီပိဗုဒ္ဓကိုတည်ထားခဲ့တဲ့အကြောင်းတော်ဖြစ်ပါတယ်ဒီအဖွဲ့ကပဲဂျပန်ဖေယားကိုတည်ထားခဲ့တာဖြစ်ပါတယ်ဒီအကြောင်းတော်ကတော့ဒီအဆောက်အဦကြီးကိုထုတ်ကိုရ83ခုနှစ်မှာအိန္ဒိယနိုင်ငံရဲ့သမ္မတဖြစ်တဲ့ရှရီကီနီဇေစင်းဆိုတဲ့ပုဂ္ဂိုလ်ကနေပြီးတော့အုံမြတ်ချတည်ထောင်ထားခဲ့တာဖြစ်ပါတယ် ဒီထက်မှာဗုဒ္ဓရုပ်ဘွားတော်တွေတည်ထားပူဇော်ကိုယ်ခွေထားတာကိုလည်းပဲတွေ့ရမှာဖြစ်ပါတယ်။အိန္ဒိယနိုင်ငံသူနိုင်ငံသားလူကြီးတွေတူတူလာရောက်ပြီးတော့လေ့လာကြတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။တန်ရှင်တက်ရောက်ပြီးတော့ဂျပန်ဖျားရဲ့အမေရှင်ကတ်မှာတည်ရှိနေတဲ့အကြောင်းတော်တစ်ခုဖြစ်ပါတယ်။အလုံးစုံဓမ္မမိတ်ဆွေများအရှင်အားလက်တဲ့အခါမှာ ဒီတေယောဇတေယောဇကိုဗုဒ္ဓစတန်ဘုကိုသွားရောက်လည်လာဖို့ကိုလည်းပဲတိုက်တွန်းလိုက်ရပါတယ်အဲ့ဒီဂျပန်ဖျားနဲ့ပေရှင်ကမှာဒီပဲကျောင်းလေးကျောင်းရှိပါတယ်ဒီကျောင်းတို့ရဲ့နာမ်တော့ကာမတာချေရှကရလင်းမိုနက်စထရီလို့ခေါ်ပါတယ် တိကျောင်းတော်ကို1988ခုနှစ်မှာဘေရုခတ်တဲ့ရင်ပိုချေဆိုတဲ့ဆရာတော်ကတည်ထားခဲ့တဲ့အကျောင်းတော်ဖြစ်ပါတယ်။ဒီအကျောင်းတော်မှာပကြီးဆွေးရတဲ့ပကြီးပပုတွေဟာအလွန်တရာမှလှပပြီးတော့ဆေးရောင်ချေထားတဲ့ပုံစံတွေဟာလည်းပဲစိတ်ဝင်စားစရာအလွန်တရာကောင်းတဲ့တိဘက်တန်ဗုဒ္ဓဇင်တို့ရဲ့အကျောင်းတော်တစ်ခုဖြစ်ပါတယ်။ ။ဦးဇင်တို့တိဘက်တန်ဘုဒ္ဓဇင်မှာဆိုလို့ရှိရင်ခန်းကြီးလက်ခန်းရှိပါတယ်။ကေလူကန်ညီမပါကန်စัจ जा ကန်ကရာကုကန်ဆိုပြီးတော့ခန်းကြီးလက်ခန်းရှိတဲ့အနက်ကဒီကန်ဟာဆိုလို့ရှိရင်ဒီကြောင့်ကတော့ကာမကရာကုကန်တို့ခေါ်ပါတယ်။အဲ့ဒီထင်မှာဦးဇင်တို့ပကြီးတွေဟာ မဟာယာနတိဘက်တန်ဗုဒ္ဓဘာသာဝင်တို့ရဲ့အယူအဆတွေနဲ့ရေးဆွဲထားတဲ့ပကြီးကချက်တွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ပုံစံမျိုးစုံနဲ့အယူဆထားတဲ့ပကြီးကချက်တွေကိုတွေ့မြင်ကြရမှာပါ။ဒါတွေကတော့သူတို့ရဲ့ကြာကုကံကဆရာတော်တွေပုံတွေဖြစ်ပါတယ်။ တိဘက်တမဟာယနဗုဒ္ဓဘာသာဝင်တွေနဲ့ပတ်သက်ပြီးတော့သမန်းကျောင်း အချင်းအရာတွေကို ရေးဆွဲထားတဲ့ပုံလေးလေးဖြစ်ပါတယ်။လက်ရည်တွေဟာအလွန်တရာမှအကောင်းပါတယ်။ဒီစစ်စစ်လေးသွားရောက်ပြီးတော့ဒီပကြီးကချက်တွေကိုလေ့လာဖို့ကောင်းပါတယ်။ ဒီတိဘက်စာပေတွေဆိုတာကမြန်မာစာပေတွေနဲ့အသံထွက်တယ်တော်တော်လေးတူတာကို တွေ့ရပါတယ် ចောင်းတော်မှာမကြခဏပွေတော်တွေကျင်းပါလဲရှိပါတယ်။သူတို့ရဲ့ရောရာ အကားလာတွေနဲ့တိဘက်ဘုန်းတော်ကြီးတွေကားပြနေတာကို တခါတလေတွေ့မြင်ရပါတယ်။ဒါကတော့အကျောင်းရဲ့အပြင်ဘက်မှာတည်ဆောက်ထားတဲ့တိဘက်တန်စေရီဖြစ်ပါတယ်။ចောင်းတော်ကိုကနုတ်ပန်းလေး ိဘက်ရိုးရအစင်းလာတဲ့နဲ့ကြာကြာနာနာဆောင်းလောက်ထတာကိုလည်းပဲတွေ့ရမှာဖြစ်ပါတယ်ဒါကကြောင်းတိုက်အတွင်းကိုဝင်ရောက်သွားတဲ့မြင်ကွင်းဖြစ်ပါတယ် ဒီပကြီကချက်တွေဟာ30ပုံမှာကျင်လေကြပုံ30ပုံကနေပြီးတော့လွဲ့မြောက်သွားပုံအစားရှိတဲ့အတိတ်ပေတွေကိုဖော်ဆောင်တဲ့ပကြီကချက်တွေဖြစ်ပါတယ်။ကျောင်းဝင်းကြီးရဲ့အပေါ်မျက်နှာချက်မှာတော့ပန်းလာနေတဲ့အလှဆင်တာကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။ဒီမဟာယာနဗုဒ္ဓဘာသာဝင်တွေရဲ့ပကြီကချက်တွေကိုလေ့လာကြည့်တဲ့အခါမှာ ဗုဒ္ဓရဲ့ထရဝါဒဗုဒ္ဓဖြစ်စဉ်တင်တဲ့ကိုးပြားခြားနာတာလုံးဝမတွေ့ရပါဘူးအားလုံးဟာတပုံစံလေးဖြစ်ပါတယ်သူအိုသူနာတွေ့တာလေးဒုက္ခစရိယာကျင်တာလေးဘုရားဖြစ်တာလေးပြိဋိဘံပြုတာလေးစတဲ့ဒီပဋိကတ်ချက်တွေဟာထရဝါဒမဟာယာနလုံးဝခွဲခြားခြင်းမရှိပါဘူးအားလုံးဟာညီသူညီမဖြစ်တယ်ဆိုတာကိုဒီကြောင့်လို့တွေကို သွားပြီးလေလာတော့အပြင်တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ဒါကတော့ကြောင်းတိုက်အတွင်းမှာပူဇော်ထားတဲ့ဗုဒ္ဓဆင်းတုတော်ဖြစ်ပါတယ်။ပင်မဗုဒ္ဓဆင်းတုတော်ဖြစ်ပါတယ်။ပြမကတော့ဖခင်ရဲ့ဖြစ်တွေ့စဉ်တွေကိုရေးဆွဲထားတဲ့ပုံပကြီးကချက်တွေဖြစ်ပါတယ်။ဒုက္ခစရိယာကျင့်တဲ့ပုံပါ သူစားတာခဏလို့ဆုံးကတ်တဲ့ပုံတွေလည်းမရမှာဖြစ်ပါတယ်တိုးထွက်တဲ့ပုံတွေဖြစ်ပါတယ်ကာမကြောင့်ကနေပြီးတော့ခက်လန့်လန့်မှရှိနေတဲ့ ဂျပန်အစီပီဖရရဲ့ရှစ်တွေကိုတွားလိုက်လို့ရှင်ဘယ်ဘက်ကိုရှုပ်ခွေလိုက်တာတဲ့ပေယူနမ်ဒရောလင်းမွန်စထရီကိုရောက်မှာဖြစ်ပါတယ်ဒီကြောင့်တော့ကတော့အေရှန်တိတ်ဆိတ်ညီသက်ပြီးတော့ခြံဝင်းအကြီးကြီးနဲ့တိဆောက်တာတဲ့တိဘက်တန်ကျောင်းတော်တစ်ခုလည်းဖြစ်ပါတယ်ဒီကျောင်းတော်အတွင်းမှာယဟန် ဘိက္ခုနီအစရှိတဲ့တိဘက်တန်ပုဂ္ဂိုလ်တွေတထောင်လောက်အစာသင်နေတဲ့အကြောင်းဖြစ်ပါတယ်စေဒီတဆူတည်ထားတာကို တွေ့ရပါဖြစ်ပါတယ်ကာလာပေါင်းမျိုးစုံနဲ့တိဆောက်ထားတဲ့ကြည်ချင်းစွဲအလွန်တရာမှလှပါတဲ့စေဒီတော်တခုဖြစ်ပါတယ် ဒီကြောင်းလိုက်တော့ကတော့1985ခုနှစ်မှာပေနိုရင်ပိုရှေဆိုတဲ့ပုဂ္ဂိုလ်ကနေပြီးတော့တည်ဆောက်ထားခဲ့တာဖြစ်ပါတယ်။ကျောင်းတွေကအလွန်တရာမှလှပတည့်ရပြီးတော့လေပတ်စရာကောင်းတဲ့ကျောင်းတော်တစ်ခုလည်းဖြစ်ပါတယ်။ခုတော်နေတာကဘင်မဖယရှိခိုးကျောင်းဆောင်ကိုတွားရလင်းလာနေတာဖြစ်ပါတယ်။တိဘက်တန် မိသူကပညာတင်နဲ့တိဆောက်ထားတဲ့အစားအဝေးဖြစ်တော့လှပတက်ရောက်ပြီးတော့ဆေးရောင်နဲ့ခြေထားတာလည်းပဲစိတ်ဝင်စားစရာကောင်းပါလေ။ကျောင်းတော်ရဲ့အပြင်ဖက်မှာတော့30တဘုံကျင်လင်နေကြတဲ့လူသားတွေဖြစ်ပြနေတဲ့တန်ត្រာဆဝန့်ကို ရေးဆွဲထားပြီးတော့အဲ့ဒီအပေါ်မှာတန်ត្រာဆဝန့်ကနေပြီးတော့ထွံ့မြောက်သွားတဲ့အနိဗ္ဗာန်ပုံကိုရည်ရွယ်ပြီးတော့တည်ဆောက်ထားတဲ့ ပုံပကြီးကချက်ကိုတွေ့မြင်ရမှာဖြစ်ပါတယ်တက္ကတိဘတ်ထန်တာကြီးထင်မှလာရှိတဲ့တိဘတ်ကရှာတိဘတ်ရွရာတွေရဲ့အလှပတွေကို ပုံဖော်ပြီးတော့ရေးဆွဲထားတဲ့ပုံတွေဖြစ်ပါတယ် ဆွေးဝင်လစားဒီဟာကိုကြည့်နေမယ်ဆိုလို့ရှိရင်တော့တော်တော်လေးအနှစ်သာရတွေရှိတဲ့ပကြီးကဆက်တွေဖြစ်ပါတယ်။ကြီးညိုစရာကောင်းတဲ့ဗုဒ္ဓဆင်းတုတော်တစုကိုတွေ့ရမှာဖြစ်ပါတယ်။မျက်နှာချက်တွေပေပတ်လေးတွေမှာရှင်းသထားတဲ့ဆေးတွေကလည်းပဲတော်တော်လေးကြီးကောင်းတယ်လို့ပြောလို့ရပါတယ်။ ေးချောင်းရဲ့အနိုင်ရတို့မှာတော့ပကြည်ရေးဆွေးထားတာမရှိပဲနဲ့နိုင်ရအပြစ်ဖျားဆင်းတို့တို့တွေကက်လို့ပူဇော်ထားတာကို တွေ့ခဲ့ရပါတယ်တချင်းတရပြီးတော့အလုံးတရားမှလပ်ပါတယ်အချောင်းတော်တစ်ခုလည်းဖြစ်ပါတယ်မြတ်စွာဘုရားကတော့အိန္ဒိယနိုင်ငံလိုကေတွေကလာရောက်ပြီးတော့လှည့်လာကြတဲ့အချောင်းတော်တစ်ခုလည်းဖြစ်ပါတယ် ိကဒီအကြောင်းတော်ကြီးမှာတော့ရေးဆွေးထားတဲ့ဆေးတုပ်ထားတဲ့ပကြီးလက်ရတဲ့ဟာကြီးကောင်းတဲ့ပကြီးလက်ရတဲ့ဖြစ်ပါလေ။ဒါကကျောင်းလေးအပြင်ဘက်ကမြင်ရတဲ့ပုံစံဖြစ်ပါလေ။အဲဒီကျောင်းတန်ရဲ့ပေရှင်ကတ်မှာလည်းပဲဖောကန်ရှန်တန်ဘိုးဆိုတဲ့ တရားဥကြောင်းကြောင်းရှိပါသေးတယ်အဲ့ဒီအကြောင်းတော့ပိုက်ထားတာကိုတွေ့ရပါတယ်ဒါကတော့ဘင်္ဂလားဒေ့ရှ်ဘုဒ္ဓစ်မိုနက်စထရီဖြစ်ပါတယ်ဒါကတော့ထရဝါဒအကြောင်းပါဒီအကြောင်းကိုလည်းပဲတော့ရောက်လေ့လာကြတာကိုတွေ့ကြရပါတယ်ဒါကတော့မဟာပုရိသတိလို့ကို သွားတဲ့လမ်းမကြီးပေါ်မှာရှိတဲ့ဘင်္ဂလားဒေ့ရှ်ကျောင်းဖြစ်ပါတယ်ဒီဘင်္ဂလားဒေ့ရှ်ကျောင်းကတော့အထက်မှာ ဘင်္ဂလားဒေ့ရှ်လက်ရာပုံစံနဲ့ထုလုပ်ထားတဲ့ဟောရဆင်တူတော်တဆူော်လည်းပဲတွေ့မြင်ကြရမှာဖြစ်ပါတယ်ဘင်္ဂလားဒေ့ရှ်ကျောင်းကနေပြီးတော့ရှစ်ကိုနင်းလေးလမ်းချလာလို့ရှင်မဟာဗုဒ္ဓဇေတီအကွေးနံမှာတရုတ်ကျောင်းတစ်ကျောင်းရှိပါတယ်အဲဒီကျောင်းကတော့မဟာဗုဒ္ဓ Chinese Temple လို့ခေါ်ပါတယ်ဒီကျောင်းကတော့တရုတ်ရဟန်းတော်များက အိန္ဒိယအစိုးရနဲ့ချိုင်းနာအစိုးရတို့ပူးပေါင်းပြီးတော့ညှိနှိုင်းပြီးတော့1945ခုနှစ်မှာတည်ထောင်ခဲ့ပါတယ်။အဲဒီကနေတစဉ်1998ခုနှစ်မှာဒီတမက ကောင်းမွန်ပြုပြင်တည်ဆောက်ခဲ့ကြပါတယ်။ဒီအကြောင်းလေးကြီးကိုတော့အိန္ဒိယလက်ရာတရုတ်လက်ရာတွေနဲ့ပေါင်းစပ်ပြီးတော့တည်ဆောက်ထားတဲ့အကြောင်းတော်တစ်ခုဖြစ်ပါတယ်။ အထက်မှာတိဆောက်ထားတဲ့ဒီဖျားဆင်းသူတို့ဟာဆိုလို့ရှိရင်တရုတ်နိုင်ငံကပင်ဆောင်လာပြီးတော့နှစ်ပေါင်း200ကျော်သက်တမ်းရှိတဲ့ဖျားရဲဖြစ်ပါတယ်ဒီထက်မှာလည်းပဲဗုဒ္ဓရဲ့တက်တော်တွေအနည်းငယ်ကိုထဲသွင်းပူဇော်ထားတယ်တရုတ်ကျောင်းကနေပြီးတော့ရှင်းကိုအနည်းငယ်ရှောက်လိုက်လို့ရှိရင်ရှေရှံတန်ကြီးဒါဂျီလင်မိုနက်စထရီဆိုတာကိုတွေ့ရမှာဖြစ်ပါတယ် အဲဒီလမ်းကနေပြီးတော့အထည်ကိုဝင်သွားလို့ရှိရင်ကျောင်းကိုရောက်ရှိမှာဖြစ်ပါတယ်ကျောင်းကိုဝင်တဲ့လမ်းတစ်ချောင်းမှာဘောရဆင်းတူတော်လေးတွေကိုကြီးညွတ်စရာထူးလှုပ်ထားတာတွေ့ရမှာဖြစ်ပါတယ်ဘောရမဟာဖယောဖြစ်တော်မူဟာဓမ္မစကြာဟောတော်မူဟာပြိနိဗ္ဗာန်ပြုတော်မူဟာတွေကိုထူးလှုပ်ထားတာဖြစ်ပါတယ်တရုတ်နိုင်ငံကခီးသွားခဲ့တဲ့တရုတ်ခီးသွားဟိုရင်ဆိုင်ရဲ့ပုံကိုလည်းပဲအနိမ့်နာမှာ ထုလောက်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါကတော့ original session monastery in tibet tibet နိုင်ငံမှာရှိတဲ့ session monastery ရဲ့မူရင်းအတိုင်းပဲဒီအိန္ဒိယဒါဂျီလင်အိန္ဒိယဒါဂျီလင် tibetan တွေကဘုရားကံမှာဆောက်လုပ်ထားတာဖြစ်ပါတယ် ထဲကိုဝင်သွားတဲ့အခါမှာဇေဒီတစုကို တွေ့ရမှာဖြစ်ပါတယ်အဲ့ဒီဇေဒီရဲ့အရှိတတဲ့မှာတော့မြတ်စွာဘုရားဘုံမင်းဖာသားအယောက်ဖာတော်တကူကိုယောက်ဖာတော်တစုကိုတွေ့ရမှာဖြစ်ပါတယ်တော်တော်လေးတပ်ပေတဲ့ယောက်ဖာပါအဲ့ဒီထဲမှာလည်းပဲတပုတ်သန်တဲ့ပန်လေးကကိုဆန်တော်ပေးခဲ့တဲ့ပုံစံယောက်တုတစ်ခုကိုလှပတင့်တယ်ဆိုတာသူစစ်ထားတာကိုလည်းပဲဖူးမြင်ရမှာဖြစ်ပါတယ် ဒီစီရီတော့ကတော့ဒီစီရီတော့ကတော့ Golden Pagoda Golden Stupa လို့ခေါ်ရတယ်ဒီစီရီတော့ကိုတည်ထိုင်ရခြင်းကတော့ Telugu KST Rinpoche ရဲ့ Rinpoche ကိုအကြောင်းပြုပြီးတော့တည်ထားတဲ့ဗုဒ္ဓစီရီတော့တစ်ခုဖြစ်ပါတယ်စီရီတော့ရဲ့ပေပပတ်လေးမှာ အလွန်တရာမှလည်းပြောင်းမြောက်တဲ့တိဘက်တန်ကတ်ရှာတို့ရဲ့ရိုးရာလှပတွေကိုထူးဆေးထားတာတွေ့မြင်ရမှာဖြစ်ပါတယ်ဒီကျောင်းတော်ကတော့ ညီမပကန်လို့ခေါ်တဲ့ guide ကန်ကနေပြီးတော့1996ခုနှစ်မှာတည်ထောင်ထားတဲ့ညီမပကန်ရဲ့အကြောင်းတော်တစ်ခုဖြစ်ပါတယ်ဒီကျောင်းလေးကြီးမှာစာသင်သားများစာသင်နိုင်ဖို့ practice လုပ်နိုင်ဖို့ဒီဘက်ရဲ့ရွေးရအစင်းလားတွေကိုလေ့လာဆီးပူးနိုင်ဖို့ဆိုပြီးတော့ရွေးရချက်တင်တဲ့တိဆောက်ထားတဲ့အကြောင်းတော်တစ်ခုလည်းဖြစ်ပါတယ် ဒီကြောင့်တော့ဟာအလွန်တရာမှာလှပပြီးတော့တိဘက်တွေရဲ့အယွေရာအစင်လာတဲ့နဲ့တိဆောက်ထားတဲ့အကြောင်းတော်တစ်ခုလည်းဖြစ်ပါတယ်။ဒါကတော့ဒါဂျီလင်ကနေပြီးတော့အိန္ဒိယနိုင်ငံကတိဆောက်ထားတဲ့အကြောင်းတော်ဖြစ်ပါတယ်။ဒါပေမဲ့ဒီအကြောင်းတော်ဟာဆိုလို့ရှိရင်မုံရင်းအကြောင်းတော်ဟာတိဘက်မှာရှိပါသေးတယ်။အဲ့ဒီညီမပါခိုင်းရဲ့ ရှေရှန်ဆိုတဲ့အကြောင်းကိုအခြေပြုပြီးတော့တည်ဆောက်ထားတဲ့အကြောင်းတော့ဖြစ်ပါတယ်။အထက်မှာလည်းပဲမြတ်စွာဘုရားရှင်ကိုလိုမြတ်ကြီးရဲ့ဖြစ်တော်စဉ်တွေကိုထူးဆစ်ထားတဲ့အလွန်တရာမှအလဲရပြောင်မြောက်တဲ့ပကြီးကောက်ချက်တွေကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။မြတ်စွာဘုရားရှင်တောထတော်မူဟာဒုက္ခသရိယာကျင့်ဟံဘုရားဖြစ်တော်မူဟံဓမ္မစကြဟောဟံအနရလက္ခဏာတော်ဟောဟံအစရှိတဲ့ ုဒ္ဓရဲ့ဖြစ်တော်စဉ်တွေကိုတမန်ဖြစ်တော်စဉ်တွေကိုထူးဆစ်ထားတဲ့လက်ရာကောင်းတွေကို တွေးမြင်ကြရမှာဖြစ်ပါတယ်။မဟာပုရိသေတွေကိုသွားတဲ့လမ်းမကြီးပေါ်မှာထိုင်ကြောင်ကြောင်ရှိပါတယ်။အဲ့ဒီထိုင်ကြောင်ကနေပြီးတော့အရှိကိုနည်းနည်းလေးသွားလို့ရှိရင်ညာဘက်ကိုရှိုးကွေးပြီးတော့သွားမှာဖြစ်ပါတယ်။အဲ့ဒီကိုညာဘက်ကိုရှိုးကွေးပြီးအနည်းငယ်လမ်းလျှောက်ပြီးတဲ့အခါမှာ Royal Buddhan Monastery ကိုတွေ့ရမှာဖြစ်ပါတယ်။ဒီကျောင်းလူကြီးကိုတော့အွန်တိုဘာလ28ရက်နေ့ထုတ်ခွာ83ခုနှစ်မှာတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ဒီကျောင်းကိုတည်ဆောက်ခဲ့တဲ့ပုဂ္ဂိုလ်ကတော့ဘုဒ္ဓံဘယင်ကြီးကိုရဖြစ်ပါတယ်။ဖခင်ရှင်ကိုဥခိုက်ပူဇော်တဲ့အနေနဲ့ဒီကျောင်းလေးကိုတည်ဆောက်ထားခဲ့တယ်လို့ဆိုပါတယ်။ဒီကျောင်းတွေထဲမှာခုနှစ်ပေမြင့်တဲ့ဘုရားဆင်တူတို့တစုကိုမပတ်သက်ပြစွာ တွေ့ရမှာဖြစ်ပါတယ်အထက်မှာလည်းပဲဘုဒ္ဓံရိုးရာအစင်လာတဲ့နဲ့ဘုဒ္ဓံမဟာယနာဘာသာဝင်တွေရဲ့အဲ့ဒီကြောင့်လည်းကြီးအတွင်းမှာတော့မြတ်စွာဘုရားရှင်ကိုလိုမြတ်ကြီးရဲ့ဖြစ်တော်စဉ်တွေကိုရေးဆွဲထားတာတွေ့ရမှာဖြစ်ပါတယ်ဒီကြောင့်မှရေးဆွဲထားတာကတော့တခြားကြောင့်မှရေးဆွဲထားတဲ့ပကြီးကတွေနဲ့လုံးဝမတူပါဘူးဖောင်းကြွပုံစံလေးတွေနဲ့ သေချာရေးဆွဲထားတာဖြစ်ပါတယ်။ဖခင်အိမ်မက်မြင်တဲ့ပုံပဋိသင်္ဍေယူတဲ့ပုံနေထမင်္ဂလာပြုလုပ်တဲ့ပုံဖောင်းမြင်တော်မူတဲ့ပုံဖခင်ဖြစ်တော်မူတဲ့ပုံတိုးထွက်တော်မူတဲ့ပုံဓမ္မစကြာဟောကြားတော်မူတဲ့ပုံပြိနေဗံပြုတော်မူတဲ့ပုံစသည်အဖြင့်တိဘတ်တန်ရိုးရာတွေတဲ့လပ်ပဒေသစွာသူစေရေးဆွဲထားတဲ့ အကြီးကားဖြစ်ပါတယ်အလွန်တရာမှအလှပတတ်ပေပါတယ်တခြားတိဘက်ကျောင်းတွေမှာလို့ပကြီးကရှေ့ဆွေးထားတဲ့ပုံစံမဟုတ်ပေနဲ့လက်မှုပညာတွေနဲ့ထူးဆေးထားပြီးတော့ဆေးရောင်တွေလှလှပပရှေ့တာထားတာဖြစ်ပါတယ် အင်ဒိုဆန်နေပေါ်ဂျပန်တန်ပေါ်ကို တွေ့ရမှာဖြစ်ပါတယ်။ဒီကျောင်းလေးကြီးကိုတော့ထုတ်ကိုရာ82ခုနှစ်မှာစတင်တည်ထောင်ခဲ့တယ်လို့ဆိုပါတယ်။ဒီကျောင်းလေးကြီးမှာဂျပန်လက်ရာတွေဂျပန်လုံးပညာတွေနဲ့တည်ဆောက်ထားတဲ့ဂျပန်ကျောင်းလိုကြီး တွေ့ရမှာဖြစ်ပါတယ်။အဲဒီကျောင်းလေးကြီးရဲ့ဘယ်နာမှာလဲပဲရှေဟောပထမဆုံးတည်ထောင်ခဲ့တဲ့ကျောင်းတော်ကိုလည်းပဲ တွေ့ရမှာဖြစ်ပါတယ်။ကျောင်းတော်ရဲ့ patient ကမှာတော့ကလေးတွေကိုအခမဲ့စာသင်ပေးနေတဲ့အကြောင်းလည်းရှိနေတာကိုတွေ့ခဲ့ရပါတယ်။တက္ကသိုလ်ကတော့လုံးဝသိတာတွေနဲ့ပြုလုပ်ထားတာကိုတွေ့ရပါတယ်။ဂျပန်လိုက်ရဂျပန်မူဟန်တွေနဲ့တိဆောက်ထားတာပါ။အထက်မှာတော့ဗုဒ္ဓဆင်းတူတော်တစုကိုတွေ့ရပြီးတော့ ပကြီးကဆက်တွေမှာနောက်ကနေတရားနာရကြတဲ့ပုံကိုယ်တွေများကြီးရေးဆွဲထားတာကို တွေ့ရမှာဖြစ်ပါတယ်ဒီအထက်မှာလည်းပဲမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ဖြစ်တော်စဉ်တွေကိုအသေးစိတ်ဂျပန်လက်ရာတွေနဲ့ရေးဆွဲထားတာကိုတွေ့ခဲ့ရပါတယ်မြန်လာချက်တွေမှာလည်းပဲဂျပန်ရုပ်ရာပုံစံအယုတ်ကလေးတွေဆွဲထားတာလည်းတွေ့ရပါတယ်ဒီအထက်မှာလည်းပဲတိဘက်နဲ့မဟာယာန ဘာသာဝင်တွေရွေးစေးထားတဲ့ပုံစံလိုပဲအားလုံးအတူတူဘုရားရဲ့ဖြစ်တော်စဉ်တွေပုံစံတူရေးဆွဲထားတာကို တွေ့မြင်ခဲ့ရပါတယ်ရှင်သန္တမိတ်ဆွေမကိုကြည်နေကြတဲ့အားလုံးသောဓမ္မမိတ်ဆွေများအိန္ဒိယနိုင်ငံကို ရောက်တွင်ရောက်ခိုက်မှာမဟာပုရိသေတီတော်အနီးနားမှာရှိနေတဲ့ ဘောဓဘာသာဝင်တို့ရဲ့လေပတ်ကြီးစုစရာဘုန်းကြီးကျောင်းတွေကိုတွားရောက်ကြီးစုကြဖို့လည်းပဲတိုက်တွန်းလိုက်ရပါတယ်မဟာပုရိသေတီတို့အနည်းနာမှာရှိနေတဲ့တခြားတခြားသောသေယဝရကျောင်းတွေမဟာယာနကျောင်းတွေရှိနေပါသေးတယ်အဲ့ဒီကျောင်းတွေအကြောင်းကိုလည်းပဲအရှင်းကားအခွင့်အကားသင်ခဲ့တယ်ဆိုလို့ရှိရင်ဆက်လက်တင်ပြပါဦးမယ်အားလုံး ကျမ်းမာရှန်တာပဲဗျာဝဲကွာနိုင်ကြပါစေ